ယောက်ျားလေးတွေကဘလောက်ချစ်ချစ်နောက်ဆုတ်သွားတဲ့အချိန်မျိုးရှိတယ်။ယောက်ျားလေးတွေကကိုချစ်ရသူကာဝယ်ကူညီပံ့ပိုးပေးခြင်းနဲ့စိတ်ကရှိနေပြီးသားပါ။တိတိလေးရနဲ့အကြီးကြီးအထိတကူးတကလိုက်လုပ်ပေးခြင်းကြတာလေ။သူတို့ရဲ့စေတနာပဲ။ဒါပေမဲ့အဲ့လိုဖြည့်ဆည်းပေးခြင်းနဲ့သူတို့စိတ်ကိုအလီမထားတဲ့အခါသူ့ကိုချစ်လို့အနာမရှိနေရမှာမဟုတ်ပဲ။တခြားမဟုတ်ခြင်းလားရှိလို့သူ့ကိုအတုံးချနေတယ်လို့ခံစားရတဲ့အခါ